ဒီကိစ္စတွေကရှူတော့တမျိုးစီကနေပြီးတော့ပြင်းပြထန်ထန်ပြောနေကြတာတွေရှိတယ်။တချို့ကလည်းအပြည့်ရတဲ့ကိစ္စမျိုးတွေကိုဖြစ်တဲ့နေဆိုတဲ့ဘက်ကရှိတယ်။တချို့ကလည်းဒီချိန်မှာဒီအခက်ကတော်လန်ရဲ့အချက်နော်အုံနဲ့ကျင်းနဲ့ထားကြွားကြဖို့လုံဆောင်နေကြတယ်လည်းရှိတယ်။ကျွန်တော်ကတော့ဘယ်သူ့ကိုမှမားတယ်မှန်တယ်လို့တော့မပြောလို့ဘူး။မပြတ်သားဘူးပဲဆိုဆိုပေါ့ဗျာ။တခြားသူတွေကတော့သူ့ရှူတော့နေသူမှန်နေကြလိမ့်မယ်မားတယ်လို့မပြောလို့ဘူး။ဒါပေမဲ့ကျွန်တော်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က မော်တထားရဲ့တာတရားစီရင်ခံတွေကလိုမျိုးဆိုခဲ့ရင်ဘလူးမားရဲ့စိတ်သက်မျိုးတွေမမွေးကြဖို့လိုတယ်အကြာကြီးမဟုတ်ရင်တောင်းမှအဲဒီချိန်မှာတော့နှစ်ဦးစလုံးကနှစ်ဖက်စလုံးကဒီစီရေးလောက်ရတဲ့ကိုရပ်တန့်ထားစေခြင်းတယ်ဒီအဆောက်အဦတွေအကျိုးပဲ့တွေအောက်မှာပြိနေတဲ့ပြည်သူတွေအလောင်းတွေဆိုရင်လည်းဖယ်ထုတ်ပြီးတော့မြုံနံတချို့ပြီးတဲ့အထိအာကိုရပိုင်းသေးကိုလက်အင်္ကာတွေပြိကျင်ညက်ပြီးတော့အသက်ရှင်လျက်နဲ့၆၆ခြားခြားရှိနေကြတဲ့ပြည်သူတွေကိုကယ်ထုတ်ပြီးတော့ရှင်းလင်းပြီးတဲ့အထိလောက်နော်အဲ့ဒီလိုရပ်ပိုင်းလေးကိုတော့ကျွန်တော်တို့တွေလက်နက်တွေချပြီးတော့ ဟိုခဏလောက်ဆိုင်ငံ့ကြဖို့ပြောခြင်းတယ်ဒီမှာလဲတချို့ပေါ့နော်ဟိုစစ်တပ်ကလည်းဒီအခြေအနေတွေကိုမငဲမကွက်ဘဲနဲ့လေရင်နဲ့ဘုံထွက်ကျနေရတယ်ရှိတယ်ဒါလည်းတော်တော်ရုပ်ပြတ်တယ်ဒါပေမဲ့တစ်ဖက်မှာလဲအာဒီလိုအချိန်တော့စစ်တပ်ကလေရင်နဲ့ဘုံထွက်ကျနေတယ်ဆိုပြီးတော့ဒါကိုကဲ့ရဲ့ရှုံချပေးမယ်ဒေါ်လာရေးပတ်ချမ်းကပေါ့နော်ကဲ့ရဲ့ရှုံချပေးမယ်တစ်ဖက်မှာလဲဒီဒေါ်လာရေးပတ်ချမ်းကပဲဒီအခြေအနေကိုခွန်ကောင်းယူပြီးတော့စေရေးပြင်းပြင်းထန်ထန်ပေါ်ဆောင်ဖို့ပြောနေရတယ်ရှိတယ်အဲဒီအခြေအနေနှစ်ခုကလဲသိပြီးတော့မအဆက်တဲ့စကားပေါ့နော်မစီလျော်တဲ့ စကားရနှစ်ခုဖြစ်နေတယ်ပေါ့နော်ဒေါ်လာရေးပတ်ချမ်းပါရင်ကိုအဲ့တော့ဟိုကျွန်တော်အမြင်ကတော့ကျွန်တော်တို့လက်ဒီချိန်မှာတော့တနက်ဖောက်ဖို့တဲ့ဒါမြင်တဲ့အတိုင်းပဲကျွန်တော်တို့ဒီ campaign တောင်မှကျွန်တော်တို့ရပ်ပေးထားတယ်ပေါ့နော်စစ်တိုက်ဖို့ဆိုတာတော့မပြောနဲ့ campaign တောင်ကျွန်တော်တို့ရပ်ပေးထားတယ်ပြီးတော့တက်နိုင်နေမြလဲဒီပြည်သူလူထုတွေရဲ့လက်တလောပေးဒုက္ခကိုကယ်ဖို့ကျွန်တော်တို့အတက်နိုင်ဆုံးစူးစမ်းနေတာရှိတယ်ဟာရက်တွေတော့ကန့်တတ်မထားလို့ရန်သူကလေရင်နဲ့ဘုံထွက်ကျနေတာကိုကျွန်တော်တို့အနေနဲ့လက်မခံနိုင်သလိုတစ်ဖက်မှာလဲဒီအခက်ကိုခုံကောင်းယူပြီးတော့ကျွန်တော်တို့ အချက်ဆိုပြီးစီဖော်ဆောင်တာတွေကျွန်တော်တို့အနေနဲ့တော့လုံးမှာမဟုတ်ပါဘူး။အခက်ဆိုတဲ့နေရာမှာလည်းဒါကျွန်တော်တို့နေရင်ဆိုင်နေရတဲ့တစ်ဖက်အဖွဲ့စည်းရဲ့အခက်တသက်မဟုတ်ပါဘူး။ဒီလိုလူလူဒီအများစုရဲ့အခက်ဖြစ်နေတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုအဲကျွန်တော်တို့ရဲ့အချက်လိုမျိုးမယူချင်ပါဘူး။ဒါကြောင့်ရှေ့မှာပြောခဲ့တယ်လို့ကျွန်တော်စီရေးဖော်ဆောင်မှုဆိုတာထားလို့နော်။ကျွန်တော်တို့ရန်ကုန်ကိုရှာတဲ့ကမ်ပိန်းလေးတောင်ရပ်ပေးထားပါတယ်လို့ လက်ရှိငလင်လောက်တဲ့အထဲမှာအပြက်စီအများဆုံးခံရတာဒီအလုံးတွေလိုက်စကိုင်းတိုင်းမှာဖြစ်ပါတယ်။ဒါမဲ့စကိုင်းတိုင်းကိုအခုကျွန်တော်ကုညီကယ်ဆယ်ရေးတမားတွေတွားချင်တိုင်းတွားခွင့်မရှိပါဘူး။အဲ့ဒါကဘာလဲဆိုတော့စကိုင်းကိုပီတီအက်တွေဝင်မယ်ဆိုတော့နော်ပထင်းကြားလို့ဆိုပြီးတော့စစ်ကောင်စီကစကိုင်းမှာကယ်ဆယ်ရေးလောက်တဲ့သူတွေသူတို့ကခွင့်ပြုချက်ယူရမယ်လို့ထောက်ပြပြီးတော့ပိတ်ပင်ထားတာဖြစ်တဲ့အတွက်စကိုင်းကိုကယ်ဆယ်ရေးအဖွဲ့တွေဝင်ကျင်နေဝင်လို့မရဘူးဖြစ်နေတယ်။အဲ့တော့စကိုင်းမှာထွက်နေရတဲ့ပုံနဲ့အောင်ရနေပြီတားပြရတယ် နောက်လက်ရှိအချိန်မှာတော့စကိုင်းနဲ့ပတ်သက်လို့စကိုင်းဒီဆေးရုပ်ကြီးနားမှာတနက်တကားနဲ့ဒီစစ်ပွဲအုပ်စုတအုပ်စုကအောင်20လောက်ရှိတယ်ရုပ်ရုပ်ရုပ်လုံနေတယ်လို့ကြားသိရတယ်ဒီတဲ့တဲ့လေးကိုကျွန်တော်အရင်ဖတ်ကြမယ်ပြီးမှကျွန်တော်တို့စကားဆက်ပြောတော့ဒေါက်တာဆိုဝေဆိုရလဲဒီမန္တလေးဒီဒီစကိုင်းတော့ကိုသူကိုယ်တိုင်ဥဆောင်ပြီးတော့ဝင်ဖို့အတွက်တစီစဉ်ထားတဲ့အကြောင်းတွေကျွန်တော်ထပ်ပြောပြမှာစစ်ကောင်စီကစစ်ပွဲတွေရက်ပေးပါပြည်သူကိုဘုံကျဲတာရက်ပေးပါကုလသမဂ္ဂကဘာပြောလဲဆိုရင်ငလင်ကြောက်ဒုက္ခရောက်နေတဲ့အချိန်ပြည်သူတွေကိုဘုံကျဲမပြတ်တာတော်တော်ဆိုးရွားတယ် ပြည်သူတွေကိုကဲတင်ဆောက်ရှောက်ရမယ်အစားလေချောင်းကနေဘုံးဆက်တိုက်ကျဲနေတာမယုံကြည်နိုင်လောက်အောင်ဖြစ်ရပါတယ်စစ်ကောင်စီကိုဩစာလွှမ်းမှုတဲ့ဘယ်သူမဆိုဒီလုံးရဟာလုံးဝလက်သင့်ခံနိုင်စရာမရှိဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောဆိုဖြောင်းပြတဲ့ပါတယ်တဲ့ဒီလောက်သေးရှင်ဖြစ်နေတဲ့ကာလမှာတဲ့စစ်ကောင်စီဘက်ကအပြစ်ခတ်ရဲစဲဖို့ဘုံကျဲတာတွေကိုရဲစဲဖို့စင်ကာပူဝန်ကြီးကမြစ်တာရက်ခံတဲ့ဗျာ အသက်တွေကယ်ဖို့ပြည်သူတွေကိုကူညီဖို့ပဲအာယုံစိုက်တင်ပါတယ်ဆိုပြီးတော့ဘာမှမဆန်တဲ့စစ်ကူဝင်ကြီးကတော့ဝင်ပြောနေပြီဗျာအလုံးမဲ့မင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြည့်ဆိုလိုက်ပါရယ်ကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နေပြီးတော့ထပ်မှန်ပြီးတော့တောင်းဆိုချင်ပါရယ် ။စကိုင်းတိုင်းစကိုင်းမြို့နယ်တွင်ပီဒီအမ်များဝင်လာပြီဆိုတော့လုံခြုံရေးစိုးရိမ်ချက်ဖြင့်စစ်တပ်ကကယ်ဆယ်ရေးအဖွဲ့များကိုပိတ်ပင်ထားကြောင်းစကိုင်းမြို့တွင်ရောက်ရှိနေတဲ့ကယ်ဆယ်ရေးပလိုက်တဲ့အဖွဲ့တို့ကရောင်းခရစ်ဒိန်းဟန်နာပြောဆိုခဲ့။စကိုင်းမြို့ကယ်ဆယ်ရေးလုပ်ပြီဆိုကစကိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့စကိုင်းမြို့အခြေစိုက်တမ30%တန်ရီလို့မှကွင်ပြူချက်ရယူရမည်ဖြစ်ကြောင်းကယ်ဆယ်ရေးလုပ်တဲ့လူများ၏ကိုယ်ရေးရာဇဝင်ကုညီချင်းပြည်စည်းအရေးအတွက်မိသည့်လမ်းကြောင်းမှရရှိသည့်ငွေချေစစ်တပ်ပါဝင်အုပ်ချုပ်ရေးအဖွဲ့စီးနှံနှင့်ပူးပေါင်းဆောင်ရွက်ရန်ဆိုတော့စီးနှံချက်များကိုလိုက်နာရမည်ဖြစ်ကြောင်းသိရှိရသည်။ ခွင့်ပြုချက်မရှိရင်ကူခွင့်မရှိဘူးဘာတွေကူမလဲဘယ်သူတွေပါမလဲဘယ်ကလာလာလဲစတဲ့ဖြစ်လုံခြုံရေးဆိုးရတဲ့အတွက်အဓိကလို့ပြောတယ်လုံခြုံရေးကစိတ်ချရတဲ့အနေနဲ့မဟုတ်ဘူးလို့လည်းပြောတယ်ဟုတ်ကဲ့သေးပိုက်တာပတ်တူကရောင်ခရစ်ဒင်းနာလို့ပြောဆိုတယ်စစ်တပ်ကစေယုံနဲ့မြို့နယ်ထွေအုပ်ရုံးများတွင်လုံခြုံရေးတုံးပြချတာကြောင့်တိရတယ်စေယုံနဲ့မလန်းမကန်းမှာတော့တနက်တကားကနဲ့လုံပြီးသား30ကနေ30ကြားပြကန္နန်နဲ့ပန်းချာကျော်မှာအစောက်ချပြီးပိတ်ထားတဲ့ကြားကိုစကိုင်းမြို့နယ်ကဲ့သေးရောက်ရှိနေသူကပြောတယ်လက်တော်စကိုင်းခြေဆက်ကူညီကဲ့သေးရဲ့အဖွဲ့များနဲ့ခြေဆက်လှုပ်ဆောင်နေရှိတော်တဲ့စကိုင်းတိုင်းတစ်ခုလုံးကိုမလန်းချုံနိုင်ခြင်းကြောင့်အဆောက်အအုံပြည့်စုံများအောက်တွင် ပိတ်မိနေတော့ပြည်သူများအတွက်ကယ်ဆယ်ရေးတောင်းရင်အချိန်မှနေပါလာပြီတချောင်ကယ်ဆယ်ရေးအဖွဲ့များကပြောဆိုတယ်ဒါကတော့စကိုင်းမှာဖြစ်နေတဲ့ဟာစကိုင်းကတချို့နေရာတွေကိုမလေးရှားဘုတ်တော့စက်တွေဝင်ရောက်နေတယ်ဒါပေမဲ့ grain မရှိတဲ့ပြဿနာနဲ့ဒီပိတ်မိနေတဲ့လူတွေကိုလုံးဝဆွဲထုတ်လို့မရဘူးအဲ့ဒီအချိန်မှာစစ်တပ်က PDF တွေဝင်လာမယ်ဆိုတော့တည်မားတွေရပြီးတော့နော်သူတို့ကသူတို့ကြောက်လန့်ပြီးတော့ပေးမဝင်ဘူးနောက်တစ်ခုကပထမရက်ကမနေ့ကတော့မှဆိုရင်စစ်တပ်ဒီထောက်ခံတဲ့ Telegram channel တွေကနေစကိုင်းကိုလာတဲ့ပြည်သူကယ်ဆယ်ရေးရှင်တွေကို PDF ကမိုင်းပွဲပါတယ်ဆိုပြီးမဟုတ်မှန်မှန်တည်နေတယ်ပေးအတူတွေလောက်ပြီးတော့ထုတ်လွှင့်တယ် နော်တလောက်တိုင်းနေစောက်ပြတ်နေတဲ့အချိန်မှာတော့တို့ရုပ်မှန်နေကြတဲ့ကောင်းပြီကျွန်တော်တို့ပြောစရာစကလုံးမရှိတော့နော်အခုဒီငလင်ဘေးထံကြောင့် MG ကနေတိုင်းတစ်ခွက်အားလုံးကိုထိုးစစ်အားလုံးရက်ဆိုင်ထားဖို့တခါတည်းအမိန့်ထုတ်ထားပြီးသားနော်ဒါတော့လည်းတရားဝင်ကြီးညာထားတဲ့အားလုံးပြောင်းအဲ့တော့ PDF ကနေဝင်လာမယ်ဆိုတော့ဝင်လာစရာအကြောင်းမရှိဘူးနော်နောက်တစ်ခုကဟုတ်ဒေါက်တာဇော်ဝေဆိုးကလည်းအင်တာဗျူးတစ်ခုမှပြောလိုက်တယ်စစ်ကောင်စီဘက်ကလုံလုံအမှန်ကန်ချက်ပေးမယ်ဆိုရင်ဒေါက်တာဇော်ဝေဆိုးကိုယ်တိုင်ကူးဆောင်ပြီးတော့လက်ရှိစီရီယံဆရာဝန်တွေနဲ့ဒီငလင်ငလင်ငလင်ကူညီကယ်ဆယ်ရေးအတွက်ဝင်ရောက်ပြီးတော့ကူညီမယ်လို့ပြောထားပြီးသားဒါပေမဲ့လို့စစ်ကောင်စီကလုံးဝခွင့်မပြုဘူးအဲ့လိုခွင့်ပြုနေတဲ့ဒေါက်တာဇော်ဝေဆိုးအစီအစဉ်ကိုလုံလုံကူးဆောင်ပြီးတော့ခွင့်ပြုဖို့နေတတ်တာ တာမန်ပြည်သူတွေပြလိုက်တဲ့အဖွဲ့တွေကိုတော့မလုံးဝခွင့်မပြုဘဲနဲ့သူတို့စီစစ်မှုချင်းချင်းပြောရင်သူတို့ကသေချာစီစစ်ပြီးသူတို့ကြိုက်တဲ့လူသူတို့ကြိုက်တဲ့အဖွဲ့စည်းမှာသွားဆိုတဲ့ဟာမျိုးကိုပေးတော့ခိုင်းတာနော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာဥဖြစ်နေတာအားလုံးတွေတိုင်းများနိုင်ငံတွေမှာဆိုရင်တော့စိတ်ရမ်းနေရပေါ်တယ်ဗျာနော်အခုနောက်ဆုံးထိုင်းနိုင်ငံမှာဆိုရင်တော့ဆောက်လို့ကုမ္ပဏီတွေရှိတယ်ဂရိတ်တွေရှိတယ်ဟုတ်လားမဝင်ချစ်တဲ့စတဲ့ဖြစ်ဒါတွေအားလုံးကဟိုမြို့တိုင်းလိုမှရှိကြတယ်ဒါပေမဲ့ကျွန်တော်တိုင်းပြည်မှာအားလုံးထိတဲ့အတိုင်းဒီဆက်ရန်ရအရေးအတွက်ကအင်မတန်နဲပါတယ်အဲ့တော့သခိုင်းဆိုရင်ရှစ်ဆယ်ရာခိုင်နှုန်းကျော်ပြည့်စည်သွားတာအခုတေဆုံးသူစိတ်ရင်းကစစ်ကောင်စီကတော့ဖောက်ခွန်နေရကျော်လို့ကြေညာထားမိမယ်အပြင်မှာ၃000ကျော်လို့တတ်တည်ရတယ် နော်ဘလော့ကတိဖြစ်ဒီမသေးသေးတဲ့လူတွေဘဝကိုကျွန်တော်တို့ကဘလော့ကယ်ရမလဲဆိုတာဟုတ်အရေးပေါ်လုံနိုင်ဖို့အရေးကြီးတယ်ဒါနံပါတ်၁ချက်ပဲဒီညမှာအဟိုစီစစ်ဒီစစ်လောက်ပါအောင်နော်ဟိုလူတက်ပြီးရင်းသားတာအောက်မှာပြနေတယ်မတော်လို့၆တပိုင်းပြထားတယ်၆တပိုင်းပြနေတယ်ဒီလူကအတက်ချင်နေတာကျွန်တော်တို့အချိန်မီကယ်နိုင်ရင်ဒီအတက်ချောင်းကျွန်တော်ကယ်နိုင်မယ်နော်ဒီကာလမှာ PDF တွေအားလုံးကိုလည်း process ပန်းမရအောင်ရက်ဆိုင်ထားဖို့အင်ဂျင်နီယာတေးဝင်သတင်းထုတ်ပြန်ပြီးတာဘာမှပေါ်လာတာကောင်းစီမတော်လို့အဲ့ဒီကူညီကယ်ဆယ်ရေးတွေကို PDF တွေကနောက်ချက်ထိပြည်သူနဲ့ထိုက်တဲ့ပတ်သူကြိုက်တယ်လို့ပြောအဲ့တော့ PDF ဆိုတာသူတို့ပေါက်ပန်းနေတဲ့လှုပ်တဲ့အဖွဲ့အစည်းတွေမဟုတ်ဘူးနော်ဒါပေမဲ့တော့ဒီလိုမျိုးနိုင်ငံ ကမ္ဘာဘေးကနေတင့်နေတဲ့အချိန်မှာအခုလို့စစ်နော်နိုင်ငံရေးအမျက်ထုတ်ပြီးတော့လောက်တာတွေကတော့အင်မတန်ရုပ်သွုံးအကြီးတန်းလုံးနေတော့အခုဒါ NKU ကလည်းတိုက်ကောင်းထားတယ်ဒီလိုမျိုးကမ္ဘာဘေးအန္တရာယ်ကိုပိတ်ကောင်းယူပြီးတော့နိုင်ငံရေးအမျက်ထုတ်တာတွေကိုစောက်ကြည့်ပေးဖို့နိုင်ငံအတိုင်းဝိုင်းနေတဲ့ဒီစစ်ကောင်စီတုံးနေအခုဆိုကြည့်နော်ဘာမှမဆိုင်ဘူး PDF အဖွဲ့သူတို့ထုတ်ပြန်ထားတဲ့အဖွဲ့တွေဆိုတိတယ်မသိအင်တာဗျူးပြောတာကျွန်တော်တို့ဘာမှမသိဘူးကျွန်တော်တို့လုံချမ်းမှုတွေအားလုံးရဲဆိုင်းထားတယ်ဆိုတော့ဟာကိုတရားဝင်တွေထုတ်ပြန်ထားတယ်ပေါ့ဒါပေမဲ့ PDF တွေမိုင်းဆိုတိုက်ခိုက်ပါတယ်ဆိုရင်မဟုတ်မှမှန်တဲ့တွေလုပ်ပြန်တယ်တကယ်ပယ်သဟိပွဲတွေကိုပိတ်ပစ်ထားတာသူတို့ဟမ်လုံးပုံလုံးပုံကြည့်နော်အဲ့တော့လက်ရှိငလျင်ကလည်းနော်ဆက်ပြီးတော့ နေ့တိုင်းလိုလိုငလင်အသေးဆိုင်တော့မင်းရဲ့နှုတ်ဝတ်တဲ့ဟာဆိုရင်ငါးကြော်တယ်ဒါတရားတည်ယေရှုသခင်ငါးကြော်ပြီဆိုလေဒါမလင်ကြီးလို့ပြောလို့ရတဲ့အနေသားဖြစ်လာတယ်အဲ့တော့အခုဆိုးတာကသွားကယ်ဆယ်နေတဲ့လူတွေတောင်မှပြန်ပေးရတဲ့လူတွေရှိနေတာအဲ့ဒါကြီးတော်တော်ဆိုးတာနော်ဟိုရပုံငွေတွေအနေနဲ့ကလည်းနိုင်ငံတကာကလှူတဲ့လူတွေလှူနေကြတယ်အခုတော်တော်ထဲမှာဆိုရင်တော်တော်ဒီငလင်နဲ့ပတ်သက်လို့ဟို အလူလည်းမခံသေးဘူးလူလည်းလည်းဘာလို့ဒါပေမဲ့ကိုစီလက်ဝဲမှာလုပ်ရဆိုလွှဲလာငွေတော့မနှဲရှိနေပြီအဲ့တော့ဒါတွေအလုံးကိုတကယ်ကြည့်ရတဲ့နေရာကိုလည်းကျွန်တော်ပို့သွားပါမယ်တင်းနဲ့အလူမခံဘူးဆိုတော့စေရင်စေရကောင်းစေနေကျွန်တော်လက်မှတ်ကတော့မနိုင်တော့ဘူးအဲ့တော့မနိုင်ငွေကိုထမ်းပြီးမှဆိုတော့တကယ်တော့လုပ်ပေးချင်တယ်အဲ့တော့ခုမှရှိတဲ့ငွေနဲ့တော့နိုင်တဲ့နေရာကိုပို့ပေးတယ်နောက်ထပ်ဟိုကျွန်တော်ထပ်လုပ်ပေးနိုင်တယ်ကျွန်တော်နေနေလည်းလုပ်ပေးပါမယ်နော်ဟိုပုံမလေးပြောရရင်တော့ကျွန်တော်ကလေတခုကိုဥတည်ချက်ထားတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်လုပ်တဲ့အလုပ်ဘယံမတာမနိုင်မနေပြစ်မအောင်ကျွန်တော်မလုပ်ဘူးကျွန်တော်လုပ်နိုင်တဲ့အတိုင်းအတာမှာကျွန်တော် ကန့်ထားတယ်အဲ့ဒီလုံနိုင်တဲ့အတိုင်းကမှအကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့အပိုင်းကိုပဲကျွန်တော်လက်ကင်ထားတယ်အာငွေဘယ်ကဝင်လို့ဝင်မလဲဘယ်လောက်ထွက်မှမသိဘယ်လောက်ထွက်မှမသိเนาะအဲ့လိုဘယ်မှမတားမျိုးကျွန်တော်နောက်ဆုံးအလုခံနေဆိုရင်တော့မှ live လုပ်ပေးတယ်ကျွန်တော်နောက်တစ်ခုအရေးအကြောင်းအခုဒီနေ့မနေ့ကကျွန်တော်အဖွဲ့စည်းအမဟာမိတ်အဖွဲ့တွေရပါတော့เนาะဒီ time မှာရှိတဲ့ flight တော်ဒီ online လုပ်နေအဖွဲ့တွေကျွန်တော်ပြောတာကိုစည်းတဲ့ဒီ message အတွက်ကိုတီးတဲ့အဲ့လိုနှစ်ရက်ဆိုနှစ်ရက်တက်မှတ်ပြီးတော့လုံမလားဒါမှမဟုတ်လို့ရှိရင်နိုင်ပြီးပိုင်းနဲ့ကိုစည်းလို့လုပ်နေသူ live ပြီးတော့အလုခံမလားတဲ့ဆိုတော့ကျွန်တော်ကလည်းရှင်းရှင်းပြောရရင်ဒီနိုင်ငံကနေစောက်ကြည့်ခံထားရတယ် ဘုံမှန်မှန်တကယ်နေနဲ့ကျွန်တော်မဖြစ်ရကောင်းကောင်းပါနော်တခါမှလည်းကျွန်တော်ဟိုဒီလိုမျိုးဥပဒေမဲ့အလုပ်ဒီခုမှမလုပ်ဘူးပြထိုင်းမှနေတာကြာတယ်ဒါပေမဲ့လို့တက်စစ်ကောင်စီရဲ့မွေးထားတဲ့လက်တက်မွေးထားတဲ့ဒူရီရဲ့တစ်ဆင့်ကျွန်တော်ဘယ်လောက်ထိပုံပြထားလဲဆိုတော့ဒီမှာရှိတဲ့ခိုင်းတဲ့အားလုံးကကျွန်တော်တောက်ကကျွန်တော်ကောင်းဆောင်နော်အဲ့တော့မိုင်ကယ်ကျွန်တော်တို့ကောင်းဆောင်ပါအဲ့တော့ဟိုကျွန်တော်ကိုဘယ်လိုဖြစ်လဲဆိုတာမကြီးသေးအောင်ဟိုနိုင်ငံတော်ဘဟုအဆင့်ထိတော့ရအောင်တော့ကန်ထိထားတယ်မဟုတ်မမှန်တာလေဆွဆွဲကန်ထိထားတဲ့အတွက်ကျွန်တော်ရဲ့နေထိုင်ရေးတော်တော်ကြက်တယ်နော်အဲ့ကာလမှာကျွန်တော်လည်းကြည်ရသေးတယ်နိုင်ငံအတွက်ပြည်သူအတွက်လုပ်နေတာတော့မှန်တယ်ဒါပေမဲ့လို့အကျိုးမရှိဘဲနဲ့တစ်ဖက်က ထောင်ချောက်ကိုဝင်ဝမ်းမဲ့ဟာကိုလည်းကျွန်တော်ကြည့်နေတယ်ဒါကြောင့်မလို့အဲ့ဒီအလူခံမဲ့အစီအစဉ်ခံတဲ့အပိုးလို့ကျွန်တော်ပြောလိုက်တယ်ကျွန်တော်လှုပ်လို့ပါလို့မရတက်ဆိုင်ထဏဆိုင်ရလေးကျွန်တော်တိုင်ပြီးဟုံးမယ်ဘာလို့ဆိုတော့အိုးသူများထောင်ချောက်ပြစ်သွားမှလည်းကျွန်တော်စိုးရင်အဲ့ဒီကြောက်ကျွန်တော်တီးတဲ့ live ပေါ်မှာလှုပ်မခံတာအခုဆို online ပဲနဲ့ပတ်သက်လို့ကျွန်တော် live ပေါ်မှာအခုဆို live မနှဲ့တာ TikTok live မနှဲ့တာကျွန်တော်တုံးလာလို့ရှိပြီအားလုံးအတိမှာတော့ကျွန်တော်ဗီဒီယိုဖိုင်တွေရိုက်တယ် YouTube ပေါ်တင်တယ်ဒါနောက်ပဲဟိုဘာတိလို့ပို့မတင်တာလဲအခုအပေါ်ချတဲ့ဗီဒီယိုဖိုင်ဆိုကောင်းဝမ်းလာဆိုရင် PS တခုနဲ့နဲ့18ပွဲတိတိအဲ28ပွဲတိတိကျွန်တော်ချတယ်နောက်စင်းလိုက်ဒါအရင်ကတည်းကဆိုတော့ရမ်းတင်တော့ကောင်းတော့ဗီဒီယိုတွေလည်းအားရတာပေါ့ ပထမအပိုင်းရောက်ကျွန်တော်ပို့နေတပွဲကိုဘလောက်နဲ့ဘလောက်ပို့နေအခုဒီနေ့ခင်ဗျအဲ့ဒါတွေဘာမှထုတ်ပြန်မရဘူးအဲ့ဒီနေသားတွေဖြစ်နေကျွန်တော်ကအကောင်းဆုံးလောက်ပါဒါကြောင့်မလို့ကူညီထောက်မနဲ့တူနေနေတူးတူတင်ပါပြီ PSC ဆိုရင်လည်းဒါလက်စင်တို့တို့ထည့်နေပြီလားမဖောင်ဝင်အတိတ်တွေတောက်ချက်ဝင်နေပြီလားနော်ဟိုအကြောင်းကျိုးတောက်ထွက်သွားတဲ့လူတွေရှိတာပေါ့နောက်တစ်ခုကဒီ Union Bank ကမှလွတ်သွားနေတဲ့နေရာလူတဲ့လူငွေတွေဆိုလဲဒါကျွန်တော်ဘလူးမလူလက်ခံတာမဟုတ်တော့ Messenger နဲ့ဆက်သွယ်ပြီးတော့ကိုစီရဲ့ဘဏ္ဍာဘတ်အခုဆိုဒီငလင်ပေးဆိုရင်တိကျကိုစီလက်ခံပေးပါဆိုတချို့ကဟိုလက်ခံမခံတာတော့မမြင်လို့လာပြီးကျွန်တော်ဖန်ရှိတဲ့လူတွေဆိုရင်ကိုစီရဲ့တော့မှာ တလင်အတွက်ဆိုပြီးတော့လွှဲလာလူတွေရှိတယ်အဲ့ဒါမျိုးကြောင့်ကျွန်တော်လက်မခံတော့မရတော့ဒါကြောင့်မလို့ဒီကောင်းစီမိုင်းအောင်လေကျွန်တော်လုံနိုင်တဲ့လောက်ဂျိုးစားပြီးလောက်ရပါမယ်အထူးကတော့ကျွန်တော်တို့နိုင်တဲ့နေရာကဝိုင်းလို့ကိုတိကပဲဒီသင်းမှာတော့အားလုံးတိတဲ့အတိုင်းနော်စစ်ကောင်စီတတိကံရဲ့ပေါက်ပြိုက်သင်းမှာဖြစ်တယ်စစ်ကောင်စီကမြေပြင်မှာလုံရုံးရအကိုပိတ်ပင်တယ်အဲ့တော့ဒီတော်လိုင်းအင်အားစုတွေဘက်ကအခုဆိုရင် AUG ကလည်းတိုင်းတက်ဖွဲ့အားလုံးကိုစာထုတ်တာထိုးစစ်အားလုံးရက်တန်လက်ရှိပြည်သူနဲ့အတူလက်တွဲပြီးတော့မလင်ကူကြီးပြည်စင်ရေးတဲ့အားလုံးကိုနိုင်တဲ့နေရာလုံဆောင်တခုရှိတာကလုံရုံးရရဲ့စစ်ကောင်စီစိုးမိုးထားတဲ့ဒေတာတွေမှာလုံရုံးရအမှန်ကန်ရှိရင်အကုန်လုတ်ပေးဖို့အတိတ်အကုန်ပြောထားပြီးသားအဲ့တော့ပြောချင်တာကနော်ဒီစစ်ဘက်အတိုင်းဝိုင်းကိုပြောချင်တာမင်းတို့တွေ တော်နိုင်ဒီတော်နိုင်ရင်းဆိုတဲ့အရာကြီးကိုနော်တစ်ဖက်ကလူတွေကတော့တော်လန်နေတဲ့လူတွေကတော့ရက်တန့်ထားတာနော်မင်းတို့အာနာယူတဲ့အနေနဲ့ဒီကာလာလေးခဏတော့မရက်တန့်နိုင်ဘူးလားစင်ကာပူနိုင်ငံကြီးကစင်ကာပူကလည်းဦးကြီးချုပ်ကလည်းပြောလိုက်တယ်နော်စစ်ကောင်စီအနေနဲ့ဒီကာလာလေးကိုတော့ခဏတော့ရက်တန့်ထားဖို့ဘုံကျဲမှုတွေမလုပ်ဘူးဒါနဲ့မရအောင်နေ့တိုင်းဘုံကျဲနေတာဒီနေ့လည်းဖတ်ကျဲတယ်ဘုံကြီးဆိုတော့မကူညီနိုင်ဘေးထိုင်နေလုံးမဲ့လူတွေအစင်တွေပဲဦးဆိုဆရာကြီးတောက်တာဆိုကိုယ်လည်းဦးဆောင်ပြီးတော့ဒီလူနာတွေကိုလာကဲတင်မဲ့တိချုပ်မဲ့စောက်ချောက်မဲ့ဆိုရင်နိုင်ငံကအတိုင်းဝန်အကုန်လုံးခေါ်လာလို့ရတယ်ဒါပေမဲ့ခုမပြူကြည့်လုံးမကြည့်ဘလောက်တိဆိုးလဲဆိုတာအဲ့တော့နောက်ဆုံးပါကူညီမဲ့တာမန်ပလိုက်တဲ့အသေးလေးတော့မှ ဘယ်ရလာတဲ့လူတွေကိုရေးချက်လက်ကပါတယ်နော်ဘာတွေပါလာမလဲညိုးစုံလုပ်ပြီးတော့အဲ့ဒီမှာသူတို့ရစ်နေတာနဲ့ဒီဟိုမှာမတင်နဲ့မတင်ရတဲ့လူကအများကြီးခင်လာနော်ပြီးလို့ရှိရင်နိုင်ငံတကာကလည်းတတိယကိုချွတ်တင်တယ်လူလူတေဖင်ကိုချွတ်တင်တယ်ဟိုနာကိမာတွေကသူတို့စောက်ကြည့်နေကြည့် ဘလို့ရုပ်မာတဲ့ကောင်လေးဆိုတော့အပြောစရာစကားလုံးမရှိတော့ဘူး။ဒါကြောင့်မလို့ဟိုတိုင်းတစ်ဖက်မှာရှိတဲ့ရဲဘော်တွေနေနေရတဲ့နိုင်တဲ့နေရာလုတ်နေပါလေ။ဟိုပြည်သူတွေအားလုံးကိုဟိုတိဖို့လို့ကဒီကလာဆက်သွေးရတဲ့ဟိုပြတ်တောက်နေခတဲ့ဟိုနိုင်တဲ့နေရာက NG အစိုးရနေနေလုတ်နေသလိုအွန်လိုင်းတပ်ဖွဲ့တွေနေအားလုံးလုတ်နေတယ်။မလုတ်နိုင်တဲ့နေရာတွေမှာလည်းဝင်ပေးဖို့အစီအစဉ်ပါ။တခုချိန်တာကအားလုံးတိတဲ့အတိုင်းဒီကောင်တွေရုပ်မာတဲ့အတွက်ကျွန်တော်တို့ကပြည်သူကိုကယ်တင်တဲ့နေရာမှာလုတ်ချင်နိုင်လုတ်လို့မရတဲ့ပြဿနာပေါ်နေတာပါ။တော့အားလုံးပြည်သူတိအောင်တင်ပြတာဖြစ်ပါလေ။ကျွန်တော်ပြောတဲ့စကားတွေမှာမှားတာတွေမဟုတ်တာတွေမမှန်တာတွေပါလား။အချိန်ပြတာကပါကျွန်တော်အခုပြောခဲ့တဲ့စကားတွေအားလုံးကိုတာဝန်ပြုဝတ်ယူပါလေ။နော်။မြေပြင်တဲ့ကျွန်တော်တိုက်ရိုက်ဆက်သွေးနေထွက်နေရတဲ့ line တွေမမီတဲ့အတွက်ဆက်သွေးလို့ကတ်ခဲ့တဲ့အရာတွေရှိတယ်။နော်ဒါကြောင့်မလို့ ဖြစ်ပေါ်နေတဲ့အရာဒီချက်ဆိုးတဲ့နေရာတွေအများကြီးပါနေတယ်။ဒါကြောင့်မလို့ကျွန်တော်ပြောခဲ့စကားတွေမှားတယ်မဟုတ်ဘူးဆိုရင်မင်းတို့စစ်တပ်ထောက်ခံတဲ့အတိုင်းဝဲနေတယ်ချိန်ပြင်းလာခဲ့ live ပေါ်မှာတက်ချင်းပေးမယ်တက်တယ်တော့ရတယ်။နော်အဲ့တော့ဒီနိုင်ငံကိုရုပ်မာနေတာဒီဘယ်လိုလဲဒီပြည်သူတွေအတက်အိုးရင်စီးနေတဲ့ပုံကိုပြက်စီးအောင်လုပ်နေတာဒီဘယ်လိုလဲဆိုတာအဲ့ဒါ